hello အားလုံးပဲမင်္ဂလာပါအဲခုနဗီဒီယိုရိုက်တာမိုးတွေတပုံးပုံးနဲ့ရွာလိုက်တော့ဗီဒီယိုရက်လိုက်ရတယ်အခုမိုးတိတ်သွားလို့ပြန်ရိုက်ပေးတာပေါ့နော်အဲ့တော့အဲဒီဟာကကျတော့ဗာဗီဒီယိုဗာရီဒင်းလေးလဲဆိုတော့ပေါ့နော် ace ကိုရဲ့ ace နော်ဒါမှမဟုတ်ကိုနဲ့ဝေးကွာနေတဲ့သူအဲတချို့ကျတော့လဲအိမ်အောင်သေးလေးပေါ့နော်ဒါအဆင်မပြေဖြစ်လို့ပေါ့နော်ဒါ ခဏတာဝေးကွာနေကြရတဲ့အိမ်အောင်ရှင်လေးတွေစသဖြင့်ပေါ့နော်ဒီလိုမျိုး energy ရှိတဲ့သူတိုင်းကြည့်လို့ရပါတယ်နော်ဒါကိုယ့်ရဲ့ဒါဝေးကွာနေတဲ့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဒီလအခု9လပိုင်းပေါ့နော်ဒီ9လပိုင်းအတွင်းမှာဘာတွေစဖြစ်လာဖို့တွေရှိလဲအဲသူနဲ့ကောပေါ့နော်အဆက်အသွယ်တွေပြန်ရနိုင်ချေရှိလားစသဖြင့်ပေါ့နော်အဲ့ဒါလေးတွေကိုကြည့်သွားပြီးမှဖြစ်ပါတယ်။အမရွေးချက်စရာလေးနှစ်ခုပေးထားတယ်ပေါ့နော်။ ဒါလေးကပိုင်1ဒါလေးကပိုင်2ပေါ့နော်ရွေးချယ်စရာလေးနှစ်ခုကိုတခြားလေးကိုယ်ပေါ့နော်ဒါစိတ်စိတ်ထဲမှာဒါဆွဲဆောင်ဆုံးပိုင်အုပ်စုလေးကိုရွေးလိုက်နော်ရွေးပြီးဝရင်အဖြေလေးကိုနားထောင်ပေးပါရွေးချက်ဖို့အတွက်အချိန်လေးခဏပေးပါမယ်နော်ပြီးဝရင်အဖြေလေးကိုနားထောင်ပါဒီ reading လေးတွေကိုအမပြောတဲ့အခါကြာရင်တော့နည်းနည်းလေးပေါ့နော်ဟွန်းပြောစရာရှိတဲ့အဓိက point လေးတွေကိုအဓိကထားပြီးတော့မြန်မြန်လေးပြောပေးပါမယ်နော်ဘာလို့လဲဆိုတော့မိုးရဲ့အခြေအနေက နည်းနည်းလေးလီလီလေးအပြင်မှာတိုက်နေတော့လေဟိုတိတ်မယုံအောင်လို့အဲ့ဒါကြောက်ပါเนาะတော့ကြာဗီဒီယိုပြန်ပြီးတော့အစ်တစ်ပြန်ရိုက်နေရမှာဆိုလို့တခါတည်းအဲမြန်မြန်လေးပဲပြောပြောပေးပါမယ်เนาะအခုနှစ်ခုပေးထားတယ်တေချာလေးရွေးကြည့်ပါเนาะ ခင်ရွေးပြီးသွားရည်လို့တော့ထင်ပါတယ်အဲ့တော့ပိုင်ဝန်းလေးကိုအရင်ဆုံးသွားပါမယ်နော်ပိုင်ဝမ်းလေးတွေပိုင်ဝမ်းလေးတွေရဲ့တစ်ဖက်လူနဲ့ကတော့ပေါ့နော်ဒီလာလေးတွေမှာပြိပြီးတော့အစဉ်ပြေအောင်မဟုတ်ဘူးဆက်သွယ်နေပါသေးဆိုလဲရအောင်မှလည်းမဟုတ်ဘူးတချို့လေးတွေ ီ relationship လေးတွေမှာဆိုရင်ကဟိုတပ်ပါတီရှိနေတဲ့သူလေးတွေရှိတယ်ဆိုရင်လည်းပေါ့နော်ဒီတပ်ပါတီအနောက်ဆက်ကရှိနေဦးမှာပဲအဲဒီသူ့ချောက်လဲပေါ့နော်နှစ်ယောက်ကြားမှာတကယ်ကိုအဆင်မပြေဖြစ်ခဲ့ရတာမျိုးတွေဖြစ်သွားတဲ့ခါကျတော့ပေါ့နော်သူနဲ့အခုဒီဒီလထဲမှာလည်းအဲဒီတယောက်ရဲ့ပေါ့နော် energy တွေကလွှမ်းမိုးနေသေးတယ်ဒီတဒီတယောက်ရဲ့အနောက်ဆက်တွေကရှိနေသေးတဲ့ခါကျတော့ပေါ့နော်ဒီကိုရဲ့တစ်ဖက်လိုကကိုစီကိုအဆက်အသွယ်လုပ်ဖို့တွေပါတယ်ကတော့သူကတော့ရှိအောင်မဟုတ်ဘူး ။ဘာလို့တော့ဆိုတော့ဒီ energy ကဘယ်လိုပြောမလဲ။နှစ်ယောက်ကြာမှာပေါ့နော်။လုံးဝကကန်ဆိုးမမောင်ကြာတယ်လို့ပဲပြောရမလား။တာဝါကတ်ဆိုတော့ဒီတော့တကယ်ကိုဒါအဆင်မပြေဖြစ်ခဲ့ရတာတွေရှိလိမ့်မယ်။ဒီဒီလိုအဆင်မပြေမှုတွေကြောင့်ဒီလထဲမှာလည်းပေါ့နော်ဒါတိတ်ပြီးတော့အဆင်ပြေအောင်မဟုတ်ဘူး။ တချို့လေးကျတော့လည်းစကားညားကြတယ်တိရမလားဒီပြင်ပနှောက်ရက်တွေကျောက်ပေါ်တော့ဒါနှစ်ယောက်သားမျိုးမျိုးပေါ်တော့ဒါရင်ဖြစ်စကားများရင်းနဲ့ပေါ်တော့လုံးဝကိုအဆက်အသွယ်ပြတ်ထွက်သွားတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ်တော့အဲ့လိုမျိုးနှောက်ရက်တွေကျောက်ဒါအဆင်မပြေဖြစ်ရတဲ့မျိုးတွေရှိတယ်ဆိုရင်တော့ဒီလထဲမှာလည်းဒီနှောက်ရက်တွေကရှိနေအောင်မဲဒီ energy ရဆက်ရှိနေအောင်မှာဖြစ်တဲ့တကြောင်အဆင်ပြေအောင်မှာမဟုတ်ဘူးသူ့အနေနဲ့ကပြောရမယ်ဆိုရင်တော့ပေါ်တော့ဒါ ဟောငွေကြီးပိုင်းရပြောမယ်ဆိုရင်လည်းသူ့အနေနဲ့ကပေါ့နည်းလေးတော့ကရောက်နေရတာမျိုးလေးလည်းရှိတယ်သူ့အနေနဲ့နည်းဘယ်လိုပြောမလဲကွာအဲ့ဒီအဲ့ဒီ energy ကကွာနည်းနည်းလေးစိုးရိမ်နေရတဲ့ energy ပေါ့နော်သိတယ်မလားဟိုစိတ်ချလက်ချမရှိနိုင်တဲ့ energy မျိုးကိုသူ့ဘက်မှာရှိနေတဲ့အခါကျတော့လေဒါကအကယ်၍ပေါ့နော်သူကအဲတပ်ပါတီရှိနေတယ်ဆိုရင်လည်းတပ်ပါတီနဲ့နဲ့အစမပြေဖြစ်ရတာမျိုးလေးတွေအဲဆက်သဖြင့်ပေါ့နော်သူတို့သူ့ဘက်က energy ကတိတ်မကောင်းကွာသိလားအဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကျတော့ပေါ့နော်ဒါ ဒီလထဲမှာတော့သူနဲ့ကတော့အဆက်အသွယ်ပြန်ရဖို့တော့မမျှော်လင့်နဲ့နော်အဆက်အသွယ်ပြန်ရအောင်မမဟုတ်ဘူးအဲ့တော့အဲ့တော့ဒီမှာကအင်ဂျယ်လေးကသူ့ကိုအနှစ်ယောက်လုံးရောပေါ့နော်သူလည်းသူ့ဘဝသူဒီမှာစူးစမ်းနေအောင်မယ်ဟိုတခြားတော့ပေါ့နော်ဒီအဲစိတ်ပီစီးမှုတွေကိုပေါ့နော်ဒါနည်းနည်းလေးကင်းအောင်ဆိုတော့သူ့အနေနဲ့အလုပ်ကိုစူးစမ်းပန်းစားလုပ်နေတာမျိုးကြီးလည်းရှိကောင်းရှိနိုင်တယ်အဲ့လိုသဘောမျိုးပေါ့နော်ကိုလည်းပဲအဲ့လိုမျိုးပဲစူးစမ်းပန်းစားဒီလထဲမှာတော့အလုပ်လုပ်ရဖို့ရှိတယ်ပေါ့နော်အဲဘာဖြစ်စူးစမ်းတာကောင်းတယ်နော် ဒီမှာဆိုရင်ပေါ့နော်ဒါကက်ကမြင်တဲ့အတိုင်းပြောမှာဆိုရင် fire sign လေးတွေဒီခုကြည့်နေတဲ့သူတွေရဲ့ fire sign လေးဖြစ်ရင်ဖြစ်မဲ့တစ်ဖက်လူကလည်း fire sign လေးတွေဖြစ်ရင်ဖြစ်မဲ့ပေါ့နော်ဒီမှာကိုယ်သိတယ်မလားတချို့ကလေအနောက်ဆက်ကလေ tower ကကျလာတဲ့ခါကျတော့ကနည်းနည်းဘယ်လိုပြောမလဲတော်တော်အဆင်မပြေဖြစ်ခဲ့တာမျိုးကြီးလည်းရှိကောင်းရှိနိုင်တယ်ပြောပြောမှာဆိုရင်တစ်ဖက်ရဲ့ energy ကကိုယ့်အတွက်ကသိပြီးတော့အဆင်မပြေဘူးကွာတဲ့မလားရှေ့ရှောက်သူ့ကိုစောင့်နေဖို့တွေကိုသူ့ကိုပြန်ပြီးမျှော်လင့်ဖို့တွေကအဆင်မပြေဘူးဘာလို့ဆိုတော့ဟို ဘန်းစကားရပြောမစင်သူနဲ့ကိုနဲ့ကီးမကိုက်ဘူးအဲ့လိုသဘောမျိုးမှာရှိနေပေါ့နော်တချို့လေးတွေကြတော့ကွာဒီလို energy တွေတိတ်အဆင်မပြေခဲ့တဲ့ energy တွေမှကွာ toxic လို့ပုံစံမျိုးတွေပေါ့နော်အဲ့လို energy တွေရှိခဲ့တယ်ဆိုရင်တော့ဒီမှာ move on ပို့ဒီမှာအကျံပေးထားတယ်သူဆက်ဆောင်နေကြမလို့ move on လုပ်ရမယ်နော် someone is unavailable နော်ဒါတစုံတယောက်ကတော့ကိုယ်နဲ့ဘလို့မှကင်းကြိုက်ဘူးမသိတော့ဘူး a waste of time နော်လုံးဝကိုအချိန်ဖြုံးနေတယ်လို့ပဲ is over ပြီးသွားပြီ နော်ပြီးွားပြီဆိုပြီးတော့ဒီမှာ message ပေးထားတဲ့ခါကျတော့လေဒါကတော့ energy ကိုက်တဲ့သူလေးတွေအတွက်ပေါ့နော်ဒါအကုန်လုံးကိုပြောချင်တာမဟုတ်ပါဘူး energy ကိုက်တဲ့သူလေးတွေကတော့ဒီလိုမျိုးပေါ့နော် move on တာကပိုကောင်းမယ်စောင့်နေတာထက် move on တာကပိုကောင်းမယ်ဆိုတဲ့ message လေးကိုပေးထားတယ်ပေါ့နော်ဒါကတော့ဒါဒီတိုင်းပေးထားတဲ့ message လို့ပြောပြတာပေါ့နော်ဒီအပေါ်ကဒီ tarot card လေးတွေကတော့ဒီတစ်လအတွင်းဂျုံလာရနိုင်တဲ့အခြေအနေလေးတွေပေါ့နော်အဲ့တော့ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ တစ်ဖက်လူနဲ့ကဒီလထဲမှာဆက်သွယ်ရဖို့တွေပါတယ်တော့လည်းမမြင်ဘူးအမ်ဘယ်လိုပြောမလဲတစ်ဖက်သူကလည်းအဆင်မပြေမှုတွေကြုံနေရတာမျိုးလည်းဖြစ်နိုင်တယ်နော်နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲသက်ပါတီရှိတဲ့သူတွေဆိုရင်လည်းအဒီသက်ပါတီရဲ့ဒီဒီကိုရီနှစ်ယောက်ကြားပေါ့နော်ဒီလိုဖြစ်သွားစေတဲ့တပ်ပါတီအနောက်ရှေ့ကြီးကတော့ရှိနေဦးမှာပဲဆိုတော့လေဒီလထဲမှာတော့ဘာမကြီးတိတ်မမျောလင်းမနဲ့ကိုဘွားတာကိုကိုရီကယ်ရီယာရီကို ီမှာကျွကျွစစလေးပေါ့နော်ဒါငွေကြီးဘိုင်းရောက်ကိုပဲပေါ့နော်ကျွကျွစစလေးကျိုးစားနေပါဆိုပြီးတော့ပေါ့နော်ဒါအဲ message ပေးထားတယ်အဲ့တော့ဒါကတော့ပိုင်ဝန်းလေးတွေပေါ့နော်ဒီပိုင်ဝန်းလေးတွေကကိုယ့်ရဲ့ဒါ age လေးဖြစ်နိုင်တယ်လို့တချို့ဆိုတော့ခုနကမှပြောသလို marriage line မှာရှိတဲ့သူလေးတွေကွဲကွာနေတဲ့အိမ်တော်ကြီးတွေပေါ့နော်အဲ့လိုတွေဆိုလဲဒီအိမ်တော်အိမ်တော်ကြီးမှာပေါ့နော်ဒီတလအတွင်းမှာတော့ အမ်တိတ်ပြီးတော့ထူးခြားမှုတွေပြောင်းလဲလာမှုတွေရှိမှာမို့တချို့သောအိမ်ဆောင်ကြီးတွေဆိုရင်တော်တော်လေးကိုအဆင်မပြေဖြစ်တာမျိုးတွေရှိရှိတယ်လေအဲ့လိုမျိုးဆိုရင်ဒီမှာ move on ဆိုတဲ့ energy ပြလာတဲ့ခါကျတော့နိကွဲကွာဖို့ကိုပေါ့နော်ဟွန်းဒီလိုမျိုးလုံးဝအဆင်မပြေဘူးဆိုရင်တော့ဟိုကွာရှင်းလိုက်တာကတော့ကိုယ်အတွက်ပို့ပြီးတော့ကောင်းမယ်ဆိုတဲ့ပုံစံမျိုးကိုပြနေဒါကတော့ဟိုကိုယ့်ရဲ့အိမ်ဆောင်ကြီးကဘယ်လိုအခြေအနေရှိလဲဆိုတာတော့ကိုယ့်ဘာသာကိုပြင်ပြီးသုံးသက်ကြည့်ပေါ့နော်ဒါကတော့အမကအကုန်လုံးကိုဆိုပြချင်တာမဟုတ်ဘူးဒီမှာ ပြနေတဲ့ message လေးကိုပဲအဓိကထားပြီးပြောပြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ပိုင်ဝမ်းပါနော်နည်းနည်းလေးတော့မြန်သွားမယ်မိုးချင်းနေကြောက်ပေါ့နော်အဲ့တော့ပိုင်တူလေးကိုသွားမယ်နော်အဲ့တော့နောက်လာတဲ့မှာလည်းပိုင်ဝမ်းလေးကြီးအဲတလားတစ်ခါတင်းတဲ့ခါကျရင်ခုလိုပဲအားပေးကြပါအောင်နော်။နောက်လာတဲ့မှာဘလို့ပြောင်းလဲလေးရှိတယ်လို့ဆက်ပြီးတော့နားထောင်လာပါနော်။ခါကတော့ပိုင်တူးလေးပဲ။ ုနကမိုးကတဝုံးဝုံးရွာနေတော့ပထမတစ်ခေါက်ရိုက်ထားတာတော့မှဟိုလန့်ပြီးတော့ကိုလည်းဟိုရက်လိုက်ပြီးတော့ဗီဒီယိုကဘလုံးမအဆင်မပြေတော့လို့အခုပြန်ရိုက်တာအဲ့တော့အခုတော့ဗောနောမိုးအချိန်နေကြာနည်းနည်းလေးမြန်မြန်လေးပြောပြပါမယ်နော်ဘိုင်းတူးလေးတွေကဟွကိုနဲ့ဝေးကွာနေတဲ့သူလေးကဒီလာထဲမှာဘာဒီစက်ပြစ်လာဖို့ရှိလဲဆိုတော့အမဒီမှာ energy နှစ်ခုကိုတွေးရတယ် ဘယ်လို energy တွေတွေ့ရလဲဆိုတော့တချို့ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လိုရတယ်ခုချိန်မှာအမ်တိတ်ပြီးတော့စိတ်ပျော်နေတဲ့ပုံမရအောင်နော်နည်းနည်းလေးစိတ်ရှုပ်ထွေးနေတာမျိုးလေးဥမာကဒါဘလို့ဟာမျိုးကိုပို့ပြီးတော့မြင်ရလဲဆိုရင်တော့အမ်နောက်တစ်ယောက် third party third party situation ရှိနေတဲ့ဒုလေးတွေကိုပို့ပြီးတော့မြင်ရတယ် သူအနေနဲ့တက်ပါတီနဲ့ကိုနဲ့နှစ်ယောက်ကြားမှာလဲသူအနေနဲ့ဝေခွဲရလဲခံနေတယ်စိတ်ရှုပ်နေတယ်ကိုစီပြန်လာဖို့ဆိုရင်လဲစိတ်ပြန်ပြန်လာရမလားမလားရဘူးလားဆိုတော့အဆုံးဖြတ်ချက်ကိုသူမချနိုင်ဘူးတက်ပါတီနဲ့ကိုနဲ့နှစ်ယောက်ကြားမှာစိတ်ရှုပ်နေတာမျိုးရှိတယ်ပြောချင်တာကွာဒီလိုမျိုးသူတက်ပါတီနဲ့ရှိနေပေမဲ့လဲသူအနေနဲ့သူစိတ်ကဒီမှာဆိုရင် focus energy ရမပြောရှင်ရဘူးပေါ့ကွာဒီလိုမျိုးသူသူဖြစ်ချင်တာက သူလိုချင်တာကတခြားသူ ဖြစ်နေတာရှိနေတာတခြားလို့ဆိုတော့ လူတော်မရရတာမလို့ energy နဲ့မှမှိုင်းထွေပြီးတော့တက်ပြအောင်မငုတ်တို့ထိုင်နော်အဲ့လိုမျိုးပေါ့နော်သိတယ်မလားအဲ့လို energy တွေမြင်နေရတယ်တချို့လေဒါတော့ဒါမှအပိုင်းနှစ်ပိုင်း꿰ပြီးတော့ခံစားရတယ်လို့ပြောတဲ့အတိုင်းပဲပေါ့နော်ဒီဘက်အပိုင်းလေးကတော့ပြောမှဆိုရင်တော့ third party situation ရှိတဲ့သူလေးတွေဖြစ်ဖို့များနိုင်မယ်အဲ့ဒီသူလေးတွေကတော့ဒီလထဲမှာတော့တိတ်တော့ အဆက်အသွယ်လေးပြန်ရဖို့တွေတော့တိတ်တော့မမြင်ပေါ့နော်သူ့အနေနဲ့ကဘာလို့ဆိုတော့စိတ်ရှုပ်ထွေးနေတယ်ဆိုတော့ energy မှာပဲရှိနေတယ်တဲ့ခါကြော်ပြီးတော့နည်းနည်းလေးတော့သတိထားစေချင်တယ်ဒီတယောက်ကလောလောဆယ်ဆယ်တော့ပေါ့နော်ဒါပြန်လာမယ်ပြန်ပြီးတော့လာပြီးစကားတွေလာပြောမယ်ဘာညာဆိုရင်တော့မှနည်းနည်းလေး be careful liar လိန်တက်တယ်နော်သူ့ကိုနည်းနည်းသတိထားရမယ်ဒီခါလေးကြာရင်ကွာတချို့တွေရှိကြတယ်ကွာဒါကတော့ဒါပါတီနဲ့ဟိုလုံးဝကြီးပြီးပြတ်သွားတာလည်းမဟုတ်ဘဲနဲ့ကိုယ်ကိုလာပြီးတော့ ိုစီပြန်လာပြီးတော့စကားတွေပြောပါတယ်လို့အမ်နှုတ်တွေကျတော့ကိုကပြန်ပြီးတော့ပေါ့နော်ညှော်လင်းချက်တွေပြန်ထားမိစိတ်တွေပြန်လဲချိန်ချမှာဟိုဘက်မှာတပ်ပါတီရဲ့ဝါကနေပေါ်လာအဲ့ခါမှာပြန်ပြီးတော့ခံစားရတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်နည်းနည်းလေးတော့သတိထားပါအခုချိန်မှာတော့ယုံကြည်လို့မရသေးဘူးအဲ့ဒီပြန်လာတဲ့ဆိုရင်တော့မှယုံကြည်လို့မရသေးဘူးဆိုတဲ့သဘောမျိုးလေးမှရှိနေတယ်နော်အဲ့ဒါလေးတော့နည်းနည်းသတိထားပေးပါ သူ့အနေနဲ့ကတော့ဆိုပြတ်သားတဲ့ energy သူ့မှာမရှိသေးဘူး။နော်သူတို့ဆို energy ရဲ့သူ့မှာမပြတ်သားသေးဘူး။မပြတ်သားသေးတာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီလထဲမှာကိုယ်ခုနကမှပြောတော့ပြန်လာခင်းရတယ်ပြန်ပြီးတော့ဆက်သွယ်လာတယ်ပြန်ပြီးတော့ဒီတော့မှဟိုစကားဒီစကားတွေပြောရဆိုရင်တော့မှနည်းနည်းလေးတော့သတိထားပေးပါစောင့်ကြည့်ပေးပါပေါ့နော်။တန်းပြီးတော့ပြစ်ပြီးမယုံလိုက်ပါနဲ့။လိန်နာမျိုးလေးဖြစ်နိုင်တာမဟုတ်ပါနော်။ဒါကတော့အမြင်တဲ့အတိုင်းပြောပြတာဆိုတော့လေ။ဘာပဲဖြစ်ဖြစ်သတိထားတာကတော့ကောင်းတာပေါ့နော်။อืมနောက်တစ်ခု energy ရဲ့ကျတော့အမဒီမှာဗာမြင်ရလဲဆိုရင်တော့ကွာ အန်ဂျီကအစ်စောကအန်ဂျီကပြန်ပြီးတော့ဗောနော်ဆက်သွယ်ကောင်းလေးတွေပြန်ရနိုင်မယ်ဆိုတဲ့သဘောမျိုးလေးမှာမြင်နေရတယ်။ဟိုဘက်အန်ဂျီမဟုတ်တဲ့နောက်တစ်ခုအန်ဂျီကကျတော့သူကျတော့ကွာအခုချိန်မှာသူ့အနေနဲ့ကတက်ပါတီဆီချူရေးရှင်းနေမှာလည်းအရန်ကြီးတိတ်ပြီးတော့မမြင်ရတော့ဘူးသူ့အနေနဲ့မှာကွာအလောက်ကိုင်းပိုင်းနေငွေရေးကြီးပိုင်းနေစသဖြင့်ဗောနော်အဲ့ဒီဟာကိုပဲသူကနည်းနည်းကျူးကျူးဆဆဖိဖိစီစီလုံးနေတဲ့သဘောမျိုးလေးမှာရှိနေတယ် ူ stable ဖြစ်အောင်ပေါ့နော်သူ့ဘဝမှာဒီ career ဘိုင်းနဲ့ပတ်သက်ပြီးတော့ stable ဖြစ်အောင်လို့သူစူးစမ်းနေတာမျိုးလေးတွေအမြင်ရတယ်အဲ့လို energy လေးတွေရှိနေသူဆိုရင်တော့ iso cup energy ကနှစ်ယောက်ကြာမှာတော့ပြန်ပြီးတော့ပေါ့နော်ဆက်သွယ်လေးတွေပြန်ရလာတာမျိုးလေးတွေပြန်ပြီးတော့ဒီ romance လေးတွေပြန်ဖြစ်လာတာမျိုးလေးတွေရှိကောင်းရှိနိုင်တယ်နော်အော်အဆက်သွယ်ပြန်ရတာမျိုးတချို့ဆိုရင်ဒီမှာ commitment level ထိတောင်ဒီလူနဲ့ကတွားလို့ရတယ်ပေါ့နော်ဒီလို energy ရှိနေတဲ့အတွက် ကွန်မန့်လေဗယ်ထိပေါ့နော်ကိုယ်ပေးလာနိုင် လောက်တယ်ဆိုတဲ့သဘောမျိုးလေးတွေတောင်ပြနေတယ်အဲ့တော့ဒီမှာကဒီပိုင်တူးလေးကိုယူတဲ့သူက energy ကတော့နှမျိုးဖြစ်နေရပေါ့နော်ဒါကတော့ကိုယ့်ရဲ့တစ်ဖက်လူကဘလိုမျိုးဘလိုမျိုးစိတ်ထားတွေရှိလဲဘလိုမျိုးတွေဖြစ်နေလဲဆိုတော့ကိုကိုယ်တိုင်းလည်းအသိဆုံးမှတ်နေပါပါတပ်ပါတီရှိတဲ့သူမျိုးတွေကြတော့နည်းနည်းတော့သတိထားသင့်တယ်အဲတပ်ပါတီလည်းမရှိတော့ဘူးသူသူတကယ်ဘို့နော် career ဘိုင်းကိုစူးစမ်းနေတယ်ဆိုတော့သူမျိုးလေးတွေကတော့နည်းနည်းအခြေအနေလေးတွေ ပြန်ကောင်းနိုင်ခြင်းရှိတယ်เนาะဆက်သွယ်လေးတွေပြန်ရမယ်ပြန်ပြီးတော့နှစ်ယောက်ကြားထဲမှာ romance လေးတွေပြန်ဖြစ်လာနိုင်ခြင်းလေးတွေရှိတဲ့အခါကျတော့လေသူတို့ကတော့နည်းနည်းမျောလင်းတော့ရတာပေါ့เนาะဒီဒီခုနက energy ကတော့နည်းစိတ်ရှုပ်ထွေးနေတဲ့သူလေးတွေဆိုရင်တော့သက်ပါတီရှိနေတဲ့သူလေးတွေဆိုရင်လည်းသတိထားပေးဖို့လိုတယ်ပေါ့เนาะဒါလေးကတော့ point 2ပါအဲ့တော့ point 2လေးတွေကအဲ့ဒါအိမ်အောင်ရှင်လေးတွေအတွက်ပြောမယ်ဆိုရင်တော့ကွယ်ဒီ point 2လေးတွေကအချိန်လေးလေးတွေကတော့နည်းနည်းပြောပြမယ် ပြန်ကောင်းလာနိုင်တဲ့အခြေအနေလည်းရှိတယ်လို့နည်းနည်းပြန်ဘယ်လိုရအောင်လဲကွာတစ်ဖက်သူပေါ့နော်တစ်ဖက်ကိုနဲ့ဒီအိမ်အောင်ရေးမှာအဆင်ပြေဖြစ်သွားတယ်လို့ကသူ့အနေနဲ့ကနောက်တယောက်ရသွားတာမျိုးလည်းဖြစ်နိုင်တယ်အဲကိုစီကိုပြန်လာဖို့အတွက်လည်းသူ့အနေနဲ့ဟိုဆိတ်ရှုပ်နေတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်ဒါကတော့ဒီ relationship တွေနဲ့ energy ကိုတော့ဒါတူတူပါပဲခံစားမိလောက်ကတော့လေအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလာထဲမှာတော့ဆက်ပြီးတော့စောင့်ကြည့်ပေါ့နော်ဘယ်လိုပဲလာလာအဲ ဒီလာတဲ့မှာတော့ဗောနော်ဒါစောင့်ကြည့်ပြီးတော့ကိုယ့်ရဲ့ဗောနော်ဒါအရန်ကြီးကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ဒီမျိုးလင်းချက်တွေကိုအရန်ကြီးမပါသွားစေနဲ့ဗောနော်ဒီဘက်ကပြောလို့နှစ်ယောက်ကြားထဲမှာအဆင်ပြေမဲ့ energy တွေရှိတယ်ဆိုရင်လည်းပဲဘာပဲဖြစ်ဖြစ်ဗောနော်ဝုံတိုင်းတော့ဟိုခံစားချက်တွေကိုအကုန်လုံးပုံအောင်မလိုက်နိုင်အောင်ဗောနော်ဘာပဲဖြစ်ဖြစ်တတိလေးကတ်ပြီးတော့အဲစဉ်းစားဆင်ခြင်ပြီးတော့မှဆုံးဖြတ်တာတော့အကောင်းဆုံးပဲဗောနော်ဟုတ်ဒါကတော့ပိုင်း2ပါရှင်နည်းနည်းလေးတော့မြန်တော့ မိုးကဘုံဘုံဘုံဆိုရွာလာမှာဆိုလို့နည်းနည်းမြန်လိုက်တာပါအဲ့တော့ဒါလေးကတော့ပိုင်တူပါဟုတ်ပါပြီနောက်လာကြရင်လည်းပဲပေါ့နော်ခုလိုမျိုးအဲတလားစာ reading လေးလုပ်တဲ့ခါကျရင်ဘလို့ပြောင်းလဲလေးရှိလာအောင်လဲဗာလိရေးဖြစ်လာအောင်လဲဆိုတော့ဆက်ပြီးတော့ဆောင်ကြည့်ပေးပါအောင်နော်ခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ပပိုင်း see you bye